မင်္ဂလာပါရှင်ခေတ်သစ် news ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးလေရှိပါတယ်ပထမအဆုံးဖက်အန်ခဲအတွင်ဝင်ရောက်ကျူးကျော်တက်ဆွဲထားသောစစ်တပ်၏မော်ကွေးလူတက်စကန်ကို အပိသက်တိုက်ခိုက်သိမ်းပိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်ဖက်အန်ခဲအတွင်ဝင်ရောက်ကျူးကျော်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်၏မော်ကွေးလူတက်စကန်ကိုအပိသက်ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားပါတယ် မေလ16ရက်နေ့မနက်9:30မိနစ်30ခန့်တွင်ဖအံခရိုင်တာကရဲပိုင်းကျုံမြို့နယ်အတွင်ဝင်ရောက်ကျူးကျော်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်၏ခလာယာ24မှစစ်ကောင်စီတပ်သားများတက်ဆွဲထားသောမော်ကွီးလူတက်စကန်ကိုအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းသိရှိရပါသည်။အဆိုပါတိုက်ခိုက်သိမ်းပိုင်မှုကိုတပ်မဟာခွန်းနှင့်လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နှင့်ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နေဆက်ကစစ်တပ်စခန်းတွေကိုတိုက်ခိုက်သိမ်းယူနေတဲ့ KNU ရဲ့စစ်ရေးဗျူဟာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဝိုင်းရင်တိုင်းဒါလက်နက်ကင်ဒေါ်လာရေးအဖွဲ့ကြီးဖြစ်တဲ့ကရင်အမျိုးသားစီယုံ KNU ဟာကရင်ပြည်နယ်အတွင်းထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုအခုနှစ်အတွင်းမှာဇက်တိုက်ဆိုသလိုတိုက်ခိုက်သိမ်းယူနေပါတယ်အဓိကအားဖြင့်တပ်မဟာ9နဲ့တပ်မဟာ4စစ်ရေးလှုပ်ရှားရာနယ်မြေတွေမှာရှိတဲ့နယ်စပ်စခန်းတွေကိုတိုက်ယူနေတာပါ KNU ကသိမ်းယူနေတဲ့နယ်စပ်စခန်းတွေဟာဆယ်စုနဲ့သုံးခုနေပါနေရာယူတပ်ဆွဲထားတဲ့ခြေကုပ်စခန်းတွေမစုတ်တမ်းခန်းစစ်စခန်းတွေဗျူဟာစခန်းတွေဖြစ်ပါတယ် အခုနှစ်အတွင်းမှာတမဟာခုနေဟာဖန်အန်ခရိုင်လိုင်းပွဲမျိုးနဲ့ပိုင်ဂျုံမျိုးဒေါနာတောင်နဲ့အရှိချမ်းထိုင်းနယ်ဆက်တလျှောက်ကစစ်ကောင်စီတက်စကန်တွေနဲ့ပူလူတူခလေတီတခေါပီခွီမော်ဖားသူစကန်တာလေဗျူဟာနဲ့မဲလစကန်ကိုဇက်တိုက်သိမ်းယူထားပါတယ် အဲ့ဒီဒေတာမှာတက်မဟာခုနှစ်ဆက်လက်တိုက်ခိုက်သိမ်းယူဖို့မော်ဘိုကီစကန်နဲ့နော်ဒီယာစကန်တို့ပဲကြံမာတော့တယ်တက်မဟာခုနှစ်နေမြေထဲမှာရှိတဲ့နှစ်ပေါင်း30ကျော်ကြာလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ KNU ဌာနချုပ်ဟာမနေပလောကိုလည်းပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းမှာ KNU ကပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်တက်မဟာလေးကလည်းတနင်္သာရီတိုင်းဒဝင်မြို့အရှိချမ်းတိုင်းနယ်စပ်အနီးကတီခီနဲ့တီထာတက်စကန်ကိုအခုနှစ်မေလအတွင်းမှာဆက်တိုက်သိမ်းယူထားပါတယ်တီခီဒေတာဟာဆိုရင်တိုင်းမြန်မာနယ်စပ်ကုန်းသွေး 40စက္ကန့်တိရှိရာမျိုးဖြစ်ပါတယ်။ KNU ရဲ့ TK ထိထာနဲ့မင်းသမီးတက်စကန်တွေဟာ1998ခုနှစ်မှာစစ်တပ်လက်ထက်ကျရောက်သွားခဲ့တာပါ။အခုတော့အဲ့ဒီတက်စကန်တွေကို28နှစ်ကြာမှ KNU ကတကြောပြန်ပြန်လည်သိမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အခုလိုနေဆက်ကအရေးပါတဲ့တက်စကန်တွေကို KNU ကဇက်တိုက်သိမ်းယူနေတာနဲ့ပတ်သက်ပြီး KNU ရဲ့စီရေးဗျူဟာကို KNU ပြောရေးဆိုခွင့်ရှိသူဘရိုဆော့ကလေးစီဆက်သွယ်မေးမြန်းထားစေဖြစ်ပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ KIA ထိန်းချုပ်ထားသည့်ဆိုင်းတောင်ရွာကိုစစ်ကောင်စီတပ်လက်နက်ကြီးဖြင့်ပစ်ခတ်တဲ့သတင်းအကြောင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကံမြို့သို့ဥတီစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားသည့်ဆိုင်းတောင်ကျေးရွာကိုလက်နက်ကြီးဖြင့်ပစ်ခတ်နေပါသည်။ဆိုင်းတောင်ကျေးရွာကိုမေလ16ရက်နေ့လယ်ပိုင်းတွင်ဖားကံမြို့ဟာကုန်းမှလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဟုဒေသခံတို့ကပြောပါသည်။ ဖားကန်ကိုတီလာတဲ့စစ်ကြောင်းကရှေ့တိုးမရတော့ဘူး။ဒါကြောင့်ဖားကန်အတွင်းထဲကိုစပြီးတော့ရန်တမ်းဖြစ်တာလို့ထင်နေ။လေးချောင်းကိုပါသတိထားနေကြတယ်ကျွန်တော်တို့ခုဒေသခံတို့ကပြောပြပါရတယ်။ ဆိုင်းတောင်ကျေးရွာတွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်များကပြီးခဲ့တဲ့2024စက်တင်ဘာလဆန်းမှစတင်ကတိမ့်ပိုက်ထိန်းချုပ်ထားခြင်းဖြစ်ပါသည်စစ်ကောင်စီတပ်သည်မိုးကောင်ကာမိုင်းနဲ့ရလုံခင်ဖားကန့်လန်းနှင့်မြစ်ကြီးနာနမတီလက်ဝါတနိုင်ဖားကန့်လန်းတို့မှတစင်အင်အားအများအပြားဖြင့် AB 23ရက်ကစကစစ်ကြောင်းထိုးလာပြီးယခုအခါဖားကန့်နဲ့18မိုင်ကအကွာတို့ရောက်ရှိနေကြောင်းစီရေးတရင်ရင်းမြစ်များထံမှသိရပါသည်အခုက ကက်မော်စုံမစစ်ကြောင်းကရှေ့တက်ဖို့မလွယ်တော့ဘူးဒီဘက်မှာကတောင်းနေပဲရှိတာတောရီတောင်းနေပဲရှိတာမို့ KIA ကစီအသားစီရနေပြီဟုတ်တယ်ဟု KIA နဲ့နီးစပ်တဲ့တရင်ရှင်းမြစ်ကပြောပါတယ်ကမိုင်းဖားကန်လမ်းပိုင်းအတိုင်းဆိုပါကမအူပင်ကြောက်ထုဝမ်ကတောင်ခင်တောင်နန်ယာကမော်စိုးဆိုင်းဖျား ခွန်ဆိုင်စော့ကိုရီရဲတရားညီနောင်ရုံတောင်ပြောင်းကျောက်ထုနန်တိန်ခွန်မိုင်6မိုင်5မိုင်ကျောက်ဖြာလဲပင်လုံခင်းတဲ့ဖားကန့်ဖြစ်ပါတယ်စစ်ကောင်စီတပ်သည်လေးချောင်းနဲ့လက်နက်ကြီးပစ်ကူဖြင့်ရှေ့တိုးရန်ကြိုးစားနေသည်ဟုသိရပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းတွင်ပြည်သူစစ်နေရှမ်းပြည် SND တပ်ဖွဲ့ဝင်အများပြားပါဝင်လာပြီးလက်ရှိစစ်ရေးအခြေအနေကြောင့်လေးချောင်းနဲ့လက်နက်ကြီးအနေရသတိထားရန်ဒေသခံချင်းချင်းသတိပေးနေကြကြောင်းသိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ MNDAA ကလောင်ရှုံမြို့အားပြန်ပေးလိုက်ရာတွင်တရုတ်အစိုးရ၏ဂျောင်းဝင်ဆွဲဖက်မှုကငင်းချင်ရင်းနှင့်တည်ငြိမ်ရေးကို ထိခိုက်စေဟု SCCM ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီတိုင်းစစ်ဌာနချုပ်ရမခရှိသည့်လောင်ရှိုးမြို့ကို MNDAA နှင့်ပူးပေါင်းတပ်တို့ကဇူလိုင်လ25ရက်နေ့တွင်တင်ပိုက်ရရှိခဲ့တော်လဲတရုတ်ဤဖိအားများကြောင့် MNDAA အနေဖြင့်စစ်ကောင်စီကိုစန့်ကျင်တိုက်ခိုက်မှုများရပ်တန့်ကလောင်ရှိုးမြို့မှပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။တရုတ်နိုင်ငံသည်မြမပြည်တွင်ရေဝင်ရောက်မဆွက်ဖက်ရေမူဝါဒကိုထက်ခါတလဲလဲအခိုင်အမာဆိုလိမ့်ရှိတော်လဲရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းဂျာဝင်ဆွက်ဖက်မှုများမှာမိမိအကျိုးစီးပွားကိုသာရှေ့ရှုနေသည်ဟုပြသနေကြောင်း SCCM ကပြောပါရယ်တရုတ်အနေဖြင့်ပြည်တွင်းရေးချောင်းဝင်ဆွဲဖက်မှုသည်မြန်မာပြည်သူများအတွက်စစ်မှန်သောငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကိုထိခိုက်စေလျက်ရှိသည်ဟု SCCM ကဆိုပါရယ်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီအဖွဲ့ကို2021ဖေဖော်ဝါရီလမြန်မာစစ်တပ်မှအာဏာသိမ်းချိန်မြန်မာနိုင်ငံရှိဒီမိုကရေစီလှုပ်ရှားမှုအတွက်မဟာဗျူဟာမြောက်အကြံဉာဏ်များပေးရနိုင်ရန်ဖွဲ့စည်းခဲ့သောအဖွဲ့တစ်ခုဖြစ်ပါရယ် အဆိုပါ SCCM အဖွဲ့ကိုကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာလူခွင့်ရအထူးကိုယ်စားလှယ်ဟောင်း Mrs. Jan Healy အပါဝင်၃ဦးကဖွဲ့စည်းထားသောအဖွဲ့လည်းဖြစ်ပါသည်။ SCCM အဖွဲ့သည်ငြိမ်းချမ်းရေးစစ်မှန်သောဒီမိုကရေစီတရားမျှတမှုနှင့်တာဝန်ယူမှုတာဝန်ခံမှုတို့အတွက်မြန်မာပြည်သူများ၏ရေကုန်ရေကန်ကြိုးပမ်းနေမှုတို့ကိုပံ့ပိုးကူညီရန်လှုံ့ဆော်နေသောလွတ်လပ်သောနိုင်ငံတကာလူခွင့်ရကျွမ်းကျင်သူများနှင့်ဖွဲ့စည်းထားသည့်အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါသည်။စစ်ကောင်စီအတွက်တရုတ်နိုင်ငံ ငံ၏စီရေးအထောက်ပံ့နှင့်မြန်မာနိုင်ငံတွင်မျက်နှာပြောင်းတိုက်ကြားဝင်ဆွတ်ဖက်နေမှုမှာလွဲမစွာလောင်းကျေးထက်ထားခြင်းဖြစ်ကြောင်း SCCM ကထုတ်ဖော်ပြောကြားပါသည်လောင်ရှိုးမြို့တွင်နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းများတရုတ်ကျောထောင်နောက်ခံပြုအခြေခံအဆောက်အုံများဒါဇင်နှင့်ချီသောမြို့များနှင့်စစ်စခန်းများအများအပြားရှိနေကြောင်းသိရှိရပါသည် MNDA ကလောင်ရှိုးမြို့ကိုမြန်မာစစ်အုပ်စုထံပြန်လွှဲအရန်ဆုံးဖြတ်လိုက်ခြင်းသည်မြို့လွတ်မြောက်ရေးအတွက်အသက်ပေးခဲ့ကြသောတော်လန်ရေးသမားရာပေါင်းများစွာ၏ပိတ်ဆက်ဆွလုံးမှုများကိုတစ်ဆာဖောက်ခြင်းပင်ဖြစ်သည်ဟု SCCM ကပြောကြားပါသည်။ လောက်ရှိုးမျိုးတိန်တိုက်ပွဲကြောင့်ဒေါ်လန်ရီအင်အားစုများအတွက်အလွန်အမင်းအထိကအဆုံးရှုံးများရှိခဲ့ပါတယ်ဒေါ်လန်ရီတပ်ဖွဲ့ဝင် အနည်းဆုံး900ဦးကြဆုံးခဲ့ပြီးတပ်ထောင်ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု SACM ကဆိုပါတယ် မြမအရေးကိုဂျာဝင်ဆွတ်ဖက်ခြင်းကတရုတ်အနေဖြင့်စစ်ကောင်စီကိုကဲတင်နိုင်မည်မဟုတ်သည့်အပြင်မြမပြည်သူလူထု၏ဆင်းရဲဒုက္ခများကိုရှေ့ချစေရုံသာမကစစ်မှန်သောငြိမ်းချမ်းရေးရောက်ရှိလာမှုကိုလည်းနှောင့်နှေးကြံ့ကြာစေမည်ဖြစ်သည်ဟု SACM ကပြောဆိုထားကြောင်းသိရှိရပါသည်